ဒီ file ကိုတော့ online မှာခင်ဗျားတို့အများကြီးကြည့်ပြီးသွားပြီလို့ကျွန်တော်ယူဆပါတယ်ဒီ file ကိုတော့ဒီ define မှာပြထားတာဒေါအောင်ဆန်းစုကြည်ရဲ့အဲဒေါအောင်ဆန်းစုကြည်ရဲ့ဦးဝင်းမြင့်ကိုတွေ့ရမှာဖြစ်တယ်ပြီးလို့ရှိရင်နောက်တစ်ခုရဲ့ရေးသားချက်အရဆိုရင်ဒေါအောင်ဆန်းစုကြည်နဲ့ပတ်သက်တဲ့ video file CCTV မှတ်တမ်းတွေကသူ့စီမှာထောင်အဲတရားရုံးတရားခွင်ပေါ့ဗျာတရားခွင်ထဲကဟာအပြင်အခြားဟာတွေပဲသူ့မှာရှိနေတယ်ဆိုတော့အတိတ်ပဲတက်ရောက်တယ်ဆိုတော့ Guardian C ကိုဒီ CCTV မှတ်တမ်း video အချို့ အများအပြားပေါက်ချထားပုံရတယ်တစ်ဖိုင်နဲ့မကောက်ဘူးနှစ်ဖိုင်ပဲခုတော့နှစ်ဖိုင်ပေါ့ဒါဆိုတော့နှစ်ကြိမ်ဖြစ်နေတယ်နှစ်ဖိုင်ဒေါ်အောင်ဆန်းစုကြည်ရဲ့ထောင်တွင်းဖြတ်တန်းမှုနဲ့တရားခွင်ရုပ်တံဖိုင်တီကာဒီယမန်ထံပေါက်ချဒေါ်အောင်ဆန်းစုကြည်ရဲ့မြန်မာတရားရုံးတစ်ခုအတွင်းတရားရင်ဆိုင်ရပုံနဲ့ထောင်တွင်းနေစဉ်ဖြတ်တန်းမှုမှတ်တမ်းတွေကိုတီကာဒီယမန်သတင်းဌာနကမြင်တွေ့ခဲ့ရာအသက်80ပြည့်မွေးနေ့နီးကပ်လာတဲ့ဖြုတ်ချခံအယက်သားခေါင်းဆောင်တမီးရဲ့ဘဝကိုရိတ်ခနဲမြင်တွေ့ခွင့်ရပါတယ် စစ်အာဏာသိမ်းမှုနောက်ပိုင်းဖမ်းဆီးမခံရခင်မြန်မာနိုင်ငံကို6နှစ်ကြာညှိဆောင်ခဲ့တဲ့ဒေါအောင်ဆန်းစုကြည်ကိုမြင်တွေ့ခဲ့သူမဟုတ်သူ့အကြောင်းကြားသိခွင့်ရသူအနည်းငယ်သာရှိခဲ့ပါတယ်ဒေါအောင်ဆန်းစုကြည်ကိုနေအိမ်အခြေချုပ်ထားရှိပြီးပြင်ပကဘာနဲ့ထိတွေ့ခွင့်တင်းကျပ်စွာထိန်းချုပ်ထားကသူ့ရဲ့ရှိနေအဖွဲ့ကတခါတရံတွေ့ခွင့်ရပါတယ်2022ခုနှစ်ဩဂုတ်လနဲ့ဒီဇင်ဘာလမှအဆိုပါမှတ်တမ်းရုပ်သံဖိုင်များတွင်ဒေါအောင်ဆန်းစုကြည်အားယာယီအထူးတရားရုံးတွင်သမရဟောင်း ဥဝင်းမြင့်နဲ့အတူတရားရင်ဆိုင်နေသည်ကိုတွေ့ရပါတယ်။အာနာသိန်းစစ်ကောင်စီကဒေါ်အောင်ဆန်းစုကြည်အားဆွဲချက်ပေါင်းများစွာနဲ့ထောင်ဒဏ်33နဲ့ချမှတ်ခဲ့ပါတယ်။ဒေါ်အောင်ဆန်းစုကြည်ရဲ့ကျမ်းမာရေးအခြေအနေဆိုးရွားလာခဲ့ပြီးအသက်အန္တရာယ်ရှိနေတယ်လို့မိသားစုနဲ့ထောက်ခံသူတွေကစိုးရိမ်မှုတွေရှိနေစဉ် CDN စစ်သားတွေနဲ့စုဖွဲ့ထားတဲ့ပြည်သူ့ရင်ခွင်အဖွဲ့ကအဆိုပါရုပ်တံဖိုင်ကိုတီဂါဒီယမန်တရင်ဌာနကိုပေးပို့ခဲ့တာပါ။ နေပြည်တော်ရှိအထူးတည်ဆောက်ထားတဲ့အကျဉ်းထောင်တွင်ဒေါ်အောင်ဆန်းစုကြည်ရဲ့နေစဉ်နေထိုင်မှုမှတ်တမ်းများတွင်2024ဇန်နဝါရီလနှင့်ဖေဖော်ဝါရီလမှရက်အနည်းငယ်ကိုလည်းဖော်ပြထားပါတယ်။ဒေါ်အောင်ဆန်းစုကြည်မှာပြင်ပကဘာနဲ့အဆက်ပြတ်နေတယ်လို့သိရပါတယ်။သူ့ရဲ့အတန်နဲ့လမ်းလျှောက်တဲ့ပုံစံကမပြောင်းလဲပါဘူး။သူ့ရဲ့စပင်းမှာပပန်နာကိုလည်းရက်လိုက်ပြီးသူကိုယ်တိုင်လည်းမပန်းကျင်တော့လို့ပါပါတယ်လို့2024ခုနှစ်အတွင်းဒေါ်အောင်ဆန်းစုကြည်ကိုနောက်ဆုံးတွေ့မြင်ခဲ့ရတဲ့အကျဉ်းဦးစီးဌာနတရင်ရင်းမြစ်တအူးကပြောပါတယ်။ ကျမ်းမာရေးစိုးရိမ်စရာများပေါက်ကြားလာတဲ့ရုပ်တံဖိုင်တွေကြောင့်ဒေါအောင်ဆန်းစုကြည်ရဲ့ကျမ်းမာရေးနဲ့ပတ်သက်လို့စိုးရိမ်မှုတွေမြင့်တက်စေပြီးသူရရှိတဲ့ဆေးဝါးတွေကိုအသေးစိတ်ဖော်ပြပါရယ်။ဒေါအောင်ဆန်းစုကြည်ရဲ့ကျမ်းမာရေးခြေအနေကစိုးရိမ်စရာလို့အာနာတိတ်မှုစန့်ကျင်သူတွေကိုစေကူတမှုကြောင့်ထောင်ချခံခဲ့ရတဲ့အသက်30နှစ်အရွယ်နိုင်ငံရေးကျင်းသားဒေါက်တာအောင်ကျော်ကပြောပါရယ်။အဟာရချို့တဲ့မှုနေအောင်ကြီးမရရှိမှုတွေရတီမှာရေတက်ကုန်ခန်းပြီးအပူရက်ခြင်းက သူရဲ့ကျမ်းမာရေးကိုပိုဆိုးစေနိုင်ပါတယ်ဒေါအောင်ဆန်းစုကြည်ရဲ့အခန်းမှာ အပူချိန်က37ဒီဂရီဆယ်စီယက်ရှိပါတယ်လို့ငင်းကရှင်းပြပါတယ်မြန်မာနိုင်ငံရှိအကျဉ်းထောင်တွေမှာဖြစ်ပွားလေ့ရှိတဲ့ COVID-19 တီဘီရောဂါနဲ့အရေးပြကူးဆက်ရောဂါတွေကိုဒေါအောင်ဆန်းစုကြည်ခံနိုင်ရရှိမှာမဟုတ်ဘူးလို့သူကဆက်ပြောပါတယ်အသက်80နှစ်နီးပါးရှိသူကိုအကျဉ်းချပြီးတိုက်ပိတ်ထားခြင်းမိသားစုမိတ်ဆွေတွေနဲ့အဆက်အသွယ်ဖြတ်တောက်ခြင်းက သူ့ရဲ့ရုပ်ပိုင်းနဲ့စိတ်ပိုင်းဆိုင်ရာကျန်းမာရေးအပေါ်အများကြီးဆုံးရှုံးမှုဖြစ်စေနိုင်ပါတယ်လို့သူကဆိုပါတယ်တရားထိုင်ခြင်းစာဖြတ်ခြင်းအထူးကြံခြင်းဒေါအောင်ဆန်းစုကြည်ရဲ့တနေ့တာမှာနနက်၄နာရီ၃၀မိနစ်မှစတင်ကည၈နာရီ၃၀မိနစ်မှပြီးဆုံးပါတယ်ဒေါအောင်ဆန်းစုကြည်ဟာအချင်းထောင်တွင်တရားထိုင်ကညနေပိုင်းမှာလေ့ကျင့်ခန်းအတွက်အချင်းထောင်တွင်လက်လျှောက်ချိန်မှာအပတနေ့တာလုံးပဋိစိတ်ကအချိန်ကုန်ဆုံးလေ့ရှိပါတယ် ဒေါ်အောင်ဆန်းစုကြည်ဟာမနက်စာအဖြစ်ထမင်းနှစုံကျက်သားငါးဖဲဆုပ်ဟင်းချူချောကလက်နှစ်တောင်းနဲ့ငကားမောက်သည့်အနေငယ်စားသုံးလေးရှိပြီးနေ့လယ်စာအဖြစ်ကျညာကျော်နှလုံးထမင်းအနေငယ်အသားသူမဟုတ်ငါးကိုစားသုံးကညစာအဖြစ် ပေါင်မိုးကို စားတယ်လို့ထောင်တွင်းမှတ်တမ်းတွေကဖော်ပြပါတယ်။ဒေါ်အောင်ဆန်းစုကြည်ဟာစစ်ကောင်စီထိန်းချုပ်တရင်စာတွေကိုဖက်ရှုခွင့်ရလို့2020ခုနှစ်နောက်ပိုင်းမြန်မာနိုင်ငံမှာဖြစ်ပွားခဲ့တဲ့ပြည်တွင်းစစ်အခြေအနေကိုအနေငယ်သိရှိတယ်လို့ဆိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာထိုအချိန်ကအုပ်ချုပ်တဲ့စစ်တပ်ကိုကုန်းပွင့်လင်းလင်းဝေဖန်မှုကြောင့်1989ခုနှစ်မှ2010ပြည့်နှစ်အထိရန်ကုန်မြို့ရှိနေအိမ်မှာအကျယ်ချုပ်ကိုဆယ်စုနှစ်ချီထိန်းသိမ်းခံခဲ့ရပါတယ်။ထိုအချိန်ကဒေါ်အောင်ဆန်းစုကြည်ဟာရေဒီယိုတွေကနေပြင်ပကဘာနဲ့အဆက်အသွယ်မပြတ်ခဲ့ဘဲ BBC POE ကိုနားထောင်ခဲ့တယ်လို့ဆိုပါတယ်။လက်ရှိထိမ့်သိမ်းခံရတဲ့ကာလမှာတော့ဒေါအောင်ဆန်းစုကြည်ဟာရင်းတို့တော့အခွင့်အရေးမျိုးတွေမရရှိတော့ပါဘူး ဒေါ်အောင်ဆန်းစုကြည်ရဲ့တောင်းဆိုမှုကြောင့်ရှေ့နေအဖွဲ့ကအင်္ဂလိပ်ဘာသာနဲ့ထုတ်တဲ့စာအုပ်တွေပြင်သစ်ဝတ္ထုတွေပေးပို့ခဲ့ပြီးသူဟာနေ့စဉ်နိုင်နေကြအောင်စာဖတ်လေးရှိတယ်လို့လုတ်တန်ဖိုင်ကဖော်ပြပါရယ်မိခင်ဖြစ်သူနဲ့နောက်ဆုံးအကြိမ်ဆက်သွယ်ခဲ့တာလွန်ခဲ့သောနှစ်နှစ်ကျော်ကဖြစ်တယ်လို့ဒေါ်အောင်ဆန်းစုကြည်ရဲ့သားဖြစ်သူကင်အရစ်ကပြောပါရယ်စစ်တပ်ကစာကိုစစ်ဆေးမယ်ဆိုတာကျွန်တော်တို့သိပါရယ်ကျွန်တော်တို့နိုင်ငံရေးအကြောင်းမပြောပါဘူးကလေးတွေအကြောင်းနဲ့မိမိရဲ့ကျမ်းမာရေးအကြောင်းကိုသာမေးမြန်းခဲ့တာပါလို့ဂင်းကရှင်းပြပါရယ် ဆရာဝန်တမိရှိပြီးပြင်ပကဘာနဲ့ဆက်သွယ်ခွင့်ရမယ်ရန်ကုန်မြို့ရှိနေအိမ်မှာဒေါအောင်ဆန်းစုကြည်ကိုအကျဲချုပ်ထားရင်အလွန်ပျော်ရွှင်မိမယ်လို့သူကပြောပါတယ်ကျွန်တော်အရန်ကိုစိုးရိမ်ပါတယ်မိမိကိုနေအိမ်ကျဲချုပ်ထားတယ်လို့တကဘာလုံးကထင်ကြပေမဲ့အဲ့လိုမဟုတ်ပါဘူး မေမေအသက်ရှင်မရှင်တောင်းကျွန်တော်မသိရပါဘူးအတီးပြူရမယ်နီလန်းလည်းမရှိပါဘူးလို့ကင်အရစ်ကဆက်ပြောပါတယ်2020နှစ်ခုနှစ်စွန်လမှာဒေါအောင်ဆန်းစုကြည်ရဲ့ရှေ့နေအဖွဲ့ကသူ့ရဲ့ပုံပါတဲ့မွေးနေ့ကိတ်တစ်ခုမှာခဲ့တယ်လို့သတင်းရင်းမြစ်တစ်ခုကပြောပါတယ် ဒေါ်အောင်ဆန်းစုကြည်ဟာတရားရုံးကြီးတစ်ခုအပြီးမှာမွေးနေ့ကိုအချင်းယုံကျင်းပခဲ့ပြီးတရားရုံးဝန်ထမ်းတွေအဆောင်တွေကိုကိတ်မုတ်ကျွေးခဲ့ပါတယ်။ဒေါ်အောင်ဆန်းစုကြည်ဟာစစ်ကောင်စီရဲ့လေးရေးဆက်ပေးမှုကိုညှဉ်းဆန်ခဲ့ကြောင်းအဘဲကြောင့်ဆိုသောအခြားအကျဉ်းသားတွေကိုလေးရေးဆက်မပေးသောကြောင့်ဖြစ်ကြောင်းဒေါ်အောင်ဆန်းစုကြည်ရဲ့အကြံပေးဖြစ်တာဝန်ထမ်းဆောင်ခဲ့တဲ့ဩစတြေးလျစီးပွားရေးပညာရှင်ရှောင်းနာနဲလာပြောပါတယ်။စစ်ကောင်စီကထင်ရှားကြော်ကြားတဲ့အကျဉ်းသားတွေရဲ့ဒုက္ခကိုအရေးမဆိုင်ပေမဲ့ကျွန်တော်တို့ကိုတည်စေချင်ပါတယ်။ ဒါဟာသူတို့ကစားနေတဲ့အလွန်အနည်းများတဲ့ကစားပွဲတစ်ခုဖြစ်ပါတယ်လို့မြင်းကဆက်ပြောပါတယ်။နှစ်နှစ်ကျော်အချင်းချခံရပြီးနောက်ဒေါအောင်ဆန်းစုကြည်ကိုနောက်ဆုံးအချိန်မြင်တွေ့ရချိန်မှာကိုလေးချိန်ကြာသွားခဲ့ပေမဲ့စိတ်သက်ကမပြောင်းလဲဘူးလို့ရှောင်းတာနဲ့ကဆိုပါတယ်။ဒေါအောင်ဆန်းစုကြည်နဲ့ညီဝင်းမြင့်ကိုအပူချိန်မြင့်မားမှုကြောင့်အခြားတနေရာသို့ရွှေ့ပြောင်းခဲ့တယ်လို့စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူက2024ခုနှစ်ဩဂုတ်လမှာပြောကြားခဲ့ပေမဲ့ စစ်ပတ်စခန်းတစ်ခုတို့ရွှေ့ပြောင်းလာလို့တရင်ရင်းမြစ်တစ်ခုကယူဆပါတယ်စစ်ကောင်စီရဲ့ view ဟာစစ်ကောင်စီကဒေါ်အောင်ဆန်းစုကြည်ကိုကြံရှိတဲ့ဘဝတစ်လျှောက်လုံးအချင်းချမဲ့ပုံပေါ်တယ်လို့ရှောင်းတာနဲ့ကပြောပြီးဒေါ်အောင်ဆန်းစုကြည်အချင်းထောင်တွင်တည်ဆုံးပါကအကျိုးဆက်တွေရှိလာမယ်လို့တတိပေးခဲ့ပါတယ်မြန်မာနိုင်ငံမှာပြည်သူတွေရဲ့မယုံကြည်နိုင်လောက်တဲ့အမျက်ဒေါသရှိလာပါလိမ့်မယ် ဒေါ်အောင်ဆန်းစုကြည်သာထောင်လွင်းတည်ဆုံရင်တမလိုက်ပြည်သူတွေကိုတော်လန်ရေးတဲ့တွန်းပို့မှုဖြစ်ပါလိမ့်မယ်လို့ရင်းကပြောပါတယ်စစ်တပ်ကဒေါ်အောင်ဆန်းစုကြည်ကိုကြောက်ရွံ့ကြောင်းအဘဲကြောင့်ဆိုတော့သူကစစ်တပ်ရဲ့အမားတွေကိုဖော်ထုတ်ပြီးတော်လန်ရေးအတွက်အင်အားဖြစ်သွားမှာကိုစစ်တပ်ကသိတယ်လို့2022ခုနှစ်မှာစစ်တပ်ရဲ့ကွက်မြက်ခံခဲ့ရတဲ့ကိုချင်းမီရဲ့ဇနီးဒီဒေါ်နီလာသိန်းကပြောပါတယ်တော်လန်ရေးလှုပ်ရှားမှုဟာဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်မှုအပေါ်အာမထားဘူးလို့ရင်းကဆက်ပြောပါတယ် ဒါဟာပြည်သူတွေရဲ့ဒေါ်လာရေးတစ်ခုဖြစ်ပါတယ်ဒီဒေါ်လာရေးကို ရှေ့ဆက်သွားမှာဖြစ်ပါတယ်လို့သူကဆိုပါတယ်